ကျမရဲ့အမြင်အရဆိုရင်တော့အရှင်ယူမှုအပိုင်းမှာတော့နှင်းနေသေးရလို့ထင်တယ်ပေါ့နော်။ဆိုတော့ဒါတွေကိုဘယ်လိုမျိုးလုံဆောင်တင်လဲဆိုလို့ရှင်တော့လက်ရှိမှာဆိုရင် advance AI နေနဲ့လူသားတွေနဲ့ပေါင်းပြီးတော့ပေါ့နော် decision မြန်မြန်ဆန်ဆန်ချတာမျိုးပေါ့နော်။ဒါအမုန်းစကားနဲ့ပတ်သက်တဲ့ဟာမျိုးဆိုလို့ရှင်ချက်ချင်းမပြန့်သွားအောင်လို့ decision ကိုမြန်မြန်လေးချလိုက်ပြီးတော့မှဆုံးဖြတ်ချက်မြန်မြန်ချပြီးတော့မှဟိုဖြတ်ကောင်ဒီ post ကိုဖြတ်လိုက်တာမျိုးတို့ဒါမျိုးတွေပေါ့နော်။နောက်တစ်ခုကကြတော့ဒီကျမတို့နိုင်ငံမှာဆိုလို့ရှင်လေဟို ဒီပညာနဲ့ပတ်သက်တဲ့ NGO INGO တွေပြီးတော့ activist တွေရှိတယ်ပေါ့နော်သူတို့နေပေါင်းပြီးတော့လှုပ်ဆောင်တာမျိုးတွေပြီးတော့ပြည်သူတွေအနေနဲ့ကကြတော့ဒီ post တစ်ခုကို share တော့မယ်ဆိုရင်အမုံစကားနဲ့ပတ်သက်တဲ့ post ပေါ့နော်အဓိကတော့ဒီလိုမျိုး share တော့မယ်ဆိုရင်သတိပေးပုံစံလေးတွေပေါ်လာတာမျိုးပေါ့နော်တရားမျိုးဒီလိုမျိုးလေးတွေပေါ့နောက်တစ်ခုကကြတော့ဟိုပညာပေးပေါ့နော်ဒီ social media ပေါ်မှာပဲသိပညာပေးတဲ့အရာမျိုးလေးတွေပေါ့နော် ပြီးတော့ဒီအမုံစကားတွေနဲ့ပတ်သက်ပြီးတော့ရေးတဲ့အကောင့်တွေပြီးတော့ ဖြန့်တဲ့အကောင့်နေဆိုလို့ရှိရင်ဘန်းတဲ့ဟာမျိုးလေးတွေပြီးတော့ပြည်သူတွေကကိုပဲဒီဟာကအမုန်းစကားနဲ့ပတ်သက်တဲ့ဟာမျိုးဖြစ်ပါတယ်ဆိုလို့ရှိရင်တံမျိုးကိုဘယ်လိုခေါ်မလဲ report ထုတ်နိုင်အောင်တကုတ်ကုတ်အဲ့လိုလှင်လင်းမြန်မြန်လုပ်နိုင်တဲ့အရာမျိုးတွေဖန်တီးပေးတာမျိုးတွေပြီးတော့အဲ့ဒါတွေကိုပညာပေးလောက်ဆောင်တာမျိုးတွေဒီလိုမျိုးလေးတွေလုပ်မယ်ပေါ့နော်ပညာအဓိကတော့ပညာပေးဟာလေးတွေလဲ social media ပေါ်မှာကုမ္ပဏီတွေကနေလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအမုန်းစကားပြန့်နှံ့မှုတွေဆိုတာကပို့ပြီးတော့ရော့ကျလာမယ်ဆိုပြီးတော့ထင်တယ်ပေါ့နော်